ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါဒီနေ့မှာဒါတော်တော်လေးကိုဒါကျွန်တော်စိတ်ဝင်စားစရာဒါ breaking news ကိုတက်လာခဲ့ပြီဖြစ်တယ် Manchester United အသင်းကတော့လက်ရှိမှာဒါကျွန်တော်တို့အနေနဲ့ဒါ လာဝူဖ်တင်ရတာကျွန်တော်တို့ကစားသမားဖြစ်တဲ့ Matthews ခေါ်တာကိုလိုက်နေတယ်ဆိုတော့အကုန်လုံးတည်ပြီးသားဖြစ်လိမ့်မယ်။ဒါကြောင့်မို့တာ Manchester United အသင်းနဲ့ခုလက်ရှိမှာ Matthews ခေါ်တာ ਨੇ ပုတ်ကူရရရသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ Fabrizio Romano ကတော့ exclusive အနေနဲ့ဒါကြောင့်ဒီနေ့ညနေ9:00နာရီလောက်ပတ်ဝါပတ်ချာလဲဝင်းကျင်ကြားကတင်ခဲ့တာကိုတွေ့ရှိရပြီမှာပါ။အဲ့တော့မိတော့ပင်စူစီကမူအခုလက်ရှိမှာဒါကျွန်တော်ပြောဖို့လိုတာက Manchester United အသင်းနဲ့ Matthews ခေါ်တာရဲ့အပြောင်းအရွှေ့ပြီးတဲ့နောက်မှာအလုပ်တွေလည်းဆက်လုပ်ဖို့ရှိလို့အများကြီး ီးအများကြီးလုသွားဖို့အတွက်ကြည့်ရတယ်မှာပါအဲ့တော့ဒါကျွန်တော်ဒီနေ့မှဒါ Manchester United အသင်းရဲ့ဒါကျွန်တော်အဲ့ပေါ့ဒုတိယမြောက်တင်းဖြစ်သွားကြအောင်ကျွန်တော်အနေနဲ့ Manchester United တင်းများသွားရင်ခွင့်လွှတ်ပါဒါကျွန်တော်ဒီနေ့ကြားထဲမှာကျွန်တော်ခွန်နိုင်ခွဲတင်းရိုက်ဖို့ပဲဒါဘာတင်းမှမသေချာမရှိတဲ့အတွက်ကျွန်တော်အနေနဲ့ရိုက်လည်းမထူးဆိုတော့ကြောက်ဒါဒီပုံကိုရေးရသဘောတူညီမှုကိုပဲအဓိကထားပြီးရိုက်လိုက်တာပေါ့နော်အဲ့တော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့မက်သူးရက်စ်ကော်နာကိုပုတ်ကူရရသဘောတူညီမှုဆိုတဲ့သတင်းထွက်လာခဲ့တယ်။ကစားသမားနဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒါကျွန်တော်9နှစ် plus 10နှစ်ဆိုတဲ့စာချုပ်ကိုတိုးမှဆိုတဲ့ပုံစံမျိုးစာချုပ်ကိုချုပ်ဆိုမယ်ဆိုတဲ့ပုံစံမျိုးကိုဒါရေးသားထားခဲ့တယ်တွေ့ရမယ်။အခုလက်ရှိတွင်မှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဝူဗသင်းကတော့ဒီစာချုပ်စာတန်းကိစ္စကိုအပိတက်လှုပ်ဆောင်နေပြီဖြစ်ပြီးတော့များမကြာမီကာလအတွင်းမှာ here we go သွားတော့မှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကို Fabrizio Romano အနေနဲ့တရားဝင်ရေးသားလာတာကိုတွေ့ရမယ်။သူအနေနဲ့ရေးသားလာခဲ့တဲ့အိဗယ်ကလက်ရှိ ိမှဒါကျွန်တော် Manchester United အသင်းကိုတော့ကစားသမားကခေါင်းငိမ့်လိုက်ပြီးဖြစ်ပြီးတော့အခုလက်ရှိမှာအသင်းနှစ်သင်းကြားဆွေးနွေးနေပြီဖြစ်တယ်။ဒီအသင်းနှစ်သင်းကြားဆွေးနွေးနေမှုတကူကလည်းအခုလက်ရှိမှာအပေါင်းလက္ခဏာဆောင်နေပြီးတော့ဒါကျွန်တော်ဒီကစားသမားကမကြခင်မှာ Manchester United အသင်းစီကို Here we go ဖြစ်ပါတော့မယ်ဆိုတဲ့ဥစ္စာကို Fabrizio Romano ကသူ့အနေနဲ့တင်ဆက်ပေးထားခဲ့တာဖြစ်တယ်။အဲ့တော့ Manchester United အသင်းဒီအပြောင်းရွှေ့မှာ ကျွန်တော်တို့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးဒါကျွန်တော်တို့အာမက်သျူးစ်ခွန်ဟာကိုပေးချေသွားမှာမဟုတ်ဘဲနဲ့ဒါမက်သျူးစ်ခွန်ဟာရဲ့စာချုပ်ဖြတ်သိမ်းခြင်း amount ကိုမှဒါ9တန်းပူပေးပြီးတော့68.5တန်းကိုအရစ်ကျ3နှစ်နဲ့4နှစ်ကြားတဲ့ကိုပေးချေသွားမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါတယ်အဲ့တော့ United သင်းကဒါကျွန်တော်ပထမဆုံးယာဒီကျွန်တော်တို့ဒါမက်သျူးစ်ခွန်ဟာပထမဆုံးယာဒီခေါ်ယူမှုကိုတော့68.5တန်းအပြည့်ဖြစ်တာထက်ဆိုင်သူတို့အနေနဲ့ဒါကျွန်တော်30ဒါ30နဲ့ဟိုပေါ့25 30လောက်ကိုပထမအရစ်ပုံစံမျိုးပေးသွားဖြစ်ပြီး channel ရစ်ကိုတော့နှစ် နှစ်နဲ့3ရက်ဒါတနှစ်နဲ့3နှစ်ဒါခွဲပြီးပေးသွားမှာဖြစ်တယ်လို့လည်းသိရတယ်မှာပါအဲ့တော့မိသွေပင်စူစီကမူအခုလက်ရှိမှာဒါ Manchester United သင်္ကန်းဒါအရစ်ကြအရစ်ကြအစီအစဉ်ကိုတော့ဒါကျွန်တော်ဆွေးနွေးနေပြီးဖြစ်ပြီးတော့ဒါမကြခင်မှာဒါဟုတ်အတင်းနဲ့သဘောတူညီမှုရဖို့အတွက်လည်းမျှော်လင့်နေလို့သိရတယ်မှာပါတယ်ဒါကစားသမားကိုယ်တိုင်ကလည်း Manchester United အသင်းမှာ Manchester United အသင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့ကတော့ဒါကျွန်တော်မကြခင်မှာတရားဝင်ဖြစ်လာတော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကတော့တောင်းတောင်းဖြားဖြားတက်လာပြီးဆိုတဲ့သတင်းတွေထွက်လာခဲ့တော့ဒါ Manchester United အသင်းရဲ့ဒီနှစ် ရဲ့ပထမအဦးဆုံးခေါ်ယူမှုကတော့ Matthews Corner တယောက်မကြခင်ဖြစ်သွားတော့မယ်လို့ကျွန်တော်အနေနဲ့ဆိုလို့ရပါတယ်။ကစားသမားကိုတိုင်ကလည်းဂျားထဲမှာတခြားတော့ဒါကျွန်တော် Juventus Vlahovic ထွက်တော့မယ် Juventus ရဲ့ Arsenal အသင်းရဲ့ဂျားထဲမှာဝင်ရောက်လာခဲ့ပေမဲ့ကစားသမားကိုတိုင်က Manchester United အသင်းကိုပဲအဓိကရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့အခုလက်ရှိမှာဒါ UEFA အသင်းအနေနဲ့ဒါ ကစားသမားရဲ့စိတ်ဆန္ဒကိုသာအဓိကပေးသွားမှာဖြစ်ပြီးတော့သူတို့အနေနဲ့ Manchester United အသင်းကိုကစားသမားကိုအဓိကပေးပြောင်းသွားမယ်လို့သိရတယ်မှာပါတယ်အဓိကလည်း United အသင်းနဲ့ဒါအရေးကြပေးရနေတာမှလည်း၅တန်းပို့ပေးထားတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့မှာတော့ဒါကျွန်တော်တို့စိတ်ဝင်စားမှုကောင်းတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာတော့မယ်လို့ပဲကျွန်တော်ရဲ့ပုံကူကြီးအရာမှကျွန်တော်တို့မြင်မိတယ်ပေါ့နော်ဒါကြောင့် Manchester United အသင်းအနေနဲ့ဒီအပြောင်းအရွှေ့ကသူတို့အသင်းမှာဘယ်လောက်ထိ impact ဖြစ်မလဲဆိုတော့ဒါ ပြည်တပ်တွေပူတည်ပါလိမ့်မယ်ယူနိုက်တက်အသင်းကလည်းရှိမှာဒါကျွန်တော်တို့ left wing right wing ဒါဆန္ဒ forward ဒါတုံးနေရာလုံးကောင်းကောင်းဆော့နိုင်တဲ့ကစားသမားတစ်ယောက်လက်ရှိမှာအသင်းနဲ့ရောက်လာမယ်လို့ဆိုလို့ရတယ်ဒီကစားသမားတွေဒါ premier league မှာဒါအတွေ့အကြုံရှိပြီးသားဖြစ်လို့ who ဖြစ်သင်းမှာ တော်တော်လေးကိုအရေးပါခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီအပြောင်းရွှေ့ကတော်တော်လေးကိုဒါ United အသင်းအတွက် positive ဆန်မယ်အပေါင်းလက္ခဏာဆန်မယ်လို့ကျွန်တော်ရဲ့အမြင်မှာမြင်မိတယ်မြေလို့ပဲဆိုစီကောင် Manchester United အသင်းနဲ့ Matthews 900တယောက်ထဲနဲ့ရက်တန့်ဒီမှာမဟုတ်ဘဲနဲ့ဒါလာမယ့်ညရာဒီအပြောင်းရွှေ့တဲ့ Victor Caio Gres ကိုလည်းခေါ်ယူသွားဖို့တော့ပြင်ဆင်နေခဲ့တယ်ဒါ မဲ့ Victor Kyogres ရဲ့ဒါအပြောင်းရွှေ့မှာတော့ဒါတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကို Manchester United သင်ရင်းဆိုင်နေရတယ်။လက်ရှိမှာ Manchester United သင်က Victor Kyogres ကိုတိုက်ဆက်မှု option တစ်ခုအနေနဲ့ခေါ်သွားမယ်ဆိုရင်သူတို့အနေနဲ့လာမယ့်နေရာဒီမှာ Champions League ဝင်ဖို့လိုတာရယ်ဒါ Europa League ရဖို့လိုတဲ့အနေထားမှာရှိအဓိကကတော့ကစားသမားနဲ့ဒါ Champions League ဝင်မှလာမယ်လို့ Europa League ဝင်မှလာမယ်လို့မဟုတ်ဘဲနဲ့ကစားသမားကိုယ်တိုင်ကလက်ရှိမှာလာဖို့တော့ ready ပဲ United သင်ကအခုလက်ရှိမှာအရေးချနဲ့ဝယ်မယ်ဆိုရင်တော့မှဒါ Victor Kyogres ရဲ့အပြောင်းရွှေ့က Euro 65သန်းဝင်ကြေကြလောက်ပြီး ီးချေရမှာဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ဒီကစားသမားရဲ့လက်ရှိခြေကမြင့်သေးတဲ့အတွက်ကြောင့်မဒါချန်ပီယံလိဝင်ခွင့်ကဂျူရိုပါလိရဲ့ဒါကျွန်တော်ဖလားရမှုကတော့ဒါဗစ်တာကိုင်ဂရက်စ်ရဲ့အပြောင်းအရွှေ့မှာတော်တော်လေးကိုအရေးပါလာမယ်လို့မြင်လို့ရတယ်မှာပါတော့ဒါပေါင်နဲ့တက်မယ်ဆိုရင်တော့55သန်းပတ်ချလဲဝင်ကြယူရိုနဲ့တက်မယ်ဆိုရင်ယူရို65သန်းဝင်ကြကြဖြစ်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့မြည်တော့ပင်စိုးစေးကမှမန်ချက်စတာယူနိုက်တက်နဲ့လာမယ့်လူရဒီမှာတိုက်ဆက်ပိုင်ကြီးကြီးမားမားပြောင်းလဲမှုတွေရှိလာမယ်ဒီနေ့မှာမက်သျူးစ်ခေါ်နာအပြီးမှာဒါကျွန်တော်တို့ကေဗစ်တာကိုင်ဂရက်စ်ကိုမဝယ်နိုင်ဘူးဆိုရင်တော့ယူနိုက်တက်အသင်းနဲ့လီယမ်ဒလက်လို မှုတိုက်စစ်မှုတယောက်လောက်ကိုတော့အ ਨੇ စုံဝယ်သွားဖို့တပြင်လာခဲ့တယ်။ Liam Delap ကလက်ရှိမှာဒါ Chelsea နဲ့ Newcastle နဲ့ Everton တို့ကိုညှင်းပယ်ပြီးတော့ Manchester United အသင်းကိုသာအဓိကပြောင်းရွှေ့ခြင်းရရှိပြီးတော့ဒါအဓိက United အသင်းနဲ့တိုက်စစ်မှုရွယ်မဲ့နေရမှာပေါ့နော်။လာမယ့်နေရာဒီမှာသူတို့အနေနဲ့ သူတို့ကနံပါတ်1ပြည့်မှတ်ပုံစံမျိုးက Victor Kyogres ကိုထားတယ်။ Victor Kyogres နဲ့ဒါကျွန်တော်တို့တစ်ချိန်က Ruben Amorim ရဲ့လက်အောက်မှာလည်းအလုပ်လုပ်ဖူးတဲ့တိုက်စစ်မှုတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ Ruben Amorim လက်အောက်မှာပြန်လည်ပြီးအလုပ်လုပ်ဖို့စိတ်ဝင်စားတယ်။ဒါပေမဲ့လက်ရှိမှာကစားသမားကလည်း Arsenal နဲ့စကားပြောဆိုမှုကအချိန်တည်းကောင်းနေဆိုတဲ့သတင်းတွေကလည်း positive ဖြစ်တယ်။အဲ့တော့ဒါပြောနေတာ Victor Kyogres နဲ့သူ့အတွက်က Arsenal က Manchester United အသင်းကရွေးချယ်မှုတွေဖြစ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အဓိကကဒီနေရာမှာ Arsenal အသင်းကအခုလက်ရှိမှာ Victor Kyogres ရဲ့ခေါ်ယူမှုမှာနံပါတ်1ပြည့်နေတယ်။သူတို့ ဲ့လက်ရှိမှာသူတို့ကိုယ်တိုင်ကချန်ပီယံလိဝင်ထားပြီဖြစ်တဲ့ကြောင့်65တန်းဆိုတဲ့ဘတ်ဂျက်ကအရင်ကြီးမနေတဲ့ကြောင့်မို့အခုချက်ချင်းပေးပြီးတော့ဝယ်ယူလို့ရတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒါပေမဲ့အခုလက်ရှိမှာခုနကပြောသူပဲအကယ်၍ခေါ်ခေါ်ယူမယ်ဆိုရင်တော့မှဗစ်တာကာယိုကက်ဆ65တန်းဈေးဆိုတာကတစ်ဖက်ကဒါကျွန်တော်တို့ အသင်းကတောင်းတဲ့ဈေးဖြစ်တယ်စာရုပ်ဖြတ်သိမ်းခြင်းမဟုတ်တဲ့ကြောင့်မအကဲခေါ်ယူမယ်ဆိုရင်တော့တရားဝင်အပြောင်းရွှေ့ရာဒီဖွင့်မှသာခေါ်ယူဖို့နေအဲ့တော့ United အသင်းနဲ့ဒီကြားထဲမှာသာ Europa League သာရခဲ့မယ်ဆိုရင်တော့ Victor Kyogres ကိုဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒါကျွန်တော်တို့အာရှင်ပြီးတော့ခေါ်ယူသွားနိုင်မယ်ဒီထားမှာရှိအဲ့တော့ကစားသမားကလက်ရှိမှာ positive success ဒါသတင်းတွေကိုတောက်လျှောက်ဒါကျွန်တော်တို့ထွက်နေခဲ့ပေမဲ့ဘယ်အသင်းကိုပြောင်းမယ်ကျွန်တော်ကျွန်တော်တိတ်မသိရတယ်အဲ့တော့တေချာတခုက Kyogres က Sporting ကတော့လာမယ့်နေရာဒီမှာထွက်မယ်လုံးဝ100% sure ဖြစ်တယ်လုံးဝတေချာတဲ့ဒီမှာပါတယ်တိုးပေမဲ့တော့ညလည်းဒီနေရာမှာကစားသမားက damage Manchester United အသင်းဖြစ်တော်မလား Arsenal အသင်းဖြစ်တော်မလားကျွန်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့ Arsenal အသင်းကအခုလက်ရှိမှာ United အသင်းထက်ခြေနှစ်လမ်းသုံးလမ်းလောက်ပိုဆောရတယ်မှာပါတယ်သူရဲ့ဒါ agent တွေကလည်း Arsenal နဲ့အသင်းရဲ့လက်ရှိ Adidas နဲ့လည်းဒါအပေါင်းလက္ခဏာဆောင်နေဒါကျွန်တော်ဆက်ဆက်ရေးတွေရှိတယ်ဒါကစားသမားကိုယ်တိုင်ကလည်းလက်ရှိမှာ Arsenal အသင်းနဲ့နှစ်ကြော့သုံးကြော့လောက်တွေ့ဆုံဆွေးနွေးပြီးပြီးဒါကစားသမားတကူဒါကျွန်တော် Arsenal အသင်းကလက်ရှိမှာ ready ဖြစ်ပေါ့အဲ့တော့ United အသင်းက D Wednesday ပေါ့နော်လာမယ့်ဒါကျွန်တော်နှစ်ရက်အတွင်းမှာဖလားရမယ်ဆိုရင်တော့ဒီအကြောင်းရှိကိုချက်ချင်းဆိုလို့ဝင်သွားနိုင်တယ်မှာပါအဲ့တော့ United အသင်း Europa League နဲ့ Champions League ဝင်ရမှုနဲ့ ဒါကျွန်တော်တို့ဝင်မှုကအများကြီး United အသင်းရဲ့တိုက်စစ်မှုရဲ့ခေါ်ယူမှုမှာအများကြီးမူတည်နေအဲ့တော့ United အသင်းရဲ့လက်ရှိမှာဒါကျွန်တော် Europa League မရခဲ့ဘူးဆိုရင်တော့မှ Liam Delap လောက်ကိုတော့မှလာမယ့်နေရာဒီမှာခေါ်ယူသွားဖို့ပြင်ဆင်နေခဲ့တယ်အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်လာမယ့်နေရာဒီမှာတိုက်စစ်ပိုင်းအားဖြည့်မှုကိုတော်တော်လေးကိုဒါပြင်းပြင်းထန်ထန်တော်တော်လေးကိုကြံ့ကြံ့တနက်လုပ်သွားဖို့ရှိတယ်လောလောဆယ်က United အသင်းကဒါကျွန်တော်ပထမအဆုံးခေါ်ယူမှုတစ်ခုကိုတော့ဒါကျွန်တော် Matthews Corner ဖြစ်သွားတော့မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်လာခဲ့ပြီဆိုတဲ့သတင်းတွေတောက်လျှောက်တောက်လျှောက်တက်လာခဲ့ဖြစ်တယ်အဲ့တော့မြည်တော့ပင်စူစီကမှ Manchester United အသေးအနေနဲ့ဘယ်လိုပြောရမလဲဆိုတော့လက်ရှိမှာဟို သူများအသင်းတွေလိုပဲဒါမြင်မြန်ဆန်ဆန် market ထဲမှာအလုပ်လုပ်နေတယ်။ဒါအသင်းကြီး6သင်းထဲမှာဒီနှစ်မှာအလုပ်လုပ်တဲ့လူတွေအများကြီးပဲလက်ရှိမှာဒါကျွန်တော် Frank Pong ကိုဒါ Liverpool ခေါ်သွားခဲ့တယ်။ Zubi Mendy ကိုလက်ရှိမှာဒါတီးကြတဲ့အချိန်မှာဒါကျွန်တော်တို့ Arsenal အသင်းခေါ်ထားတယ်။ဒါအပြင်အခုလက်ရှိမှာ Manchester United အသင်းကလည်း Matthews ခေါ်တာကိုလည်းတရားဝင်ခေါ်ယူမှုတစ်ခုအနေနဲ့ပြုလုပ်နိုင်ခဲ့ပြီဖြစ်တယ်။အဲ့တော့ပြောချင်တာက Manchester United အသင်းရဲ့လက်ရှိမှာဒါသူတို့အနေနဲ့ဒီထက်ပိုပြီးခေါ်ယူနိုင်ခြင်းဆိုရင်တော့ Europa League ဒါ Champions League ဝင်ခွင့်ကအများကြီးအများကြီးရေးပါမယ်။ဘယ်လိုပဲပြော Manchester United အသင်းအခုလက်ရှိမှာ Matthews ခေါ်တာနဲ့ပုံကိုရေးရတဲ့ ောတူညီမှုရခဲ့ပြီးတော့9နှစ် plus တစ်နှစ်6နှစ်စာချုပ်တက်တန်းကိုဒါချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ကျွန်တော်9နှစ်တစ်နှစ်ဒါနှုတ်အားဖြင့်သဘောတူညီမှုတစ်ခုကိုရရှိခဲ့ပြီးသိရတယ်အခုလက်ရှိမှာအသင်းနဲ့တင်းကြလဲအပေါင်းလက္ခဏာဆောင်နေပြီးတော့ဒါကျွန်တော်အခြေအနေတွေလည်းတော်တော်လေးကိုကောင်းနေတယ်လို့ပြောရင်လည်းကျွန်တော်သုံးပြပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 ਨੇ TV4 ကြီးတို့မှာကျင်းလို့စာပါဝင်ကိုကြည့်လို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0 ਨੇ TV4 ကြီးတွေလေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို ဘူးလေ like and subscribe လေးပြကျွန်တော်အားပေးလို့ရပါဗျာများများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ tv4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်မျက်စောကွန်ကြီးပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးပြကျွန်တော်အားပေးလို့ရပါဗျာများများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့များများကလစ်မှမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးကြည့်ရပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ပြီးပါဗျာ